အယ်ဂျီးရီးယားအသင်းဟာမနေ့ကအရှင်ပြိုင်ကစားခဲ့တဲ့2026ကမ္ဘာဖလားခြေစစ်ပွဲမှာဆိုမာလီယာအသင်းကို3ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့တာကြောင့်ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။အယ်ဂျီးရီးယားအသင်းဟာအာဖရိကဆောင်ကမ္ဘာဖလားခြေစစ်ပွဲအုပ်စုကြီးမှာပွဲမကုန်ခင်အုပ်စုပထမနေရာရရှိဖို့တေချာသွားခဲ့တာကြောင့်ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီးအသင်းရဲ့တမိုင်းတလျှောက်၅ချိန်မြောက်ကမ္ဘာဖလားရှင်ပြိုင်ခွင့်ရရှိတာဖြစ်တယ်လို့သိရပါတယ်။အယ်ဂျီးရီးယားအသင်းဟာ2026ကမ္ဘာဖလားပြိုင်ပွဲရှင်ပြိုင်ခွင့်ရဖို့အပြည့်ထွက်တဲ့ အသင်း20မြောက်အဖြစ်လဲမှတ်တမ်းဝင်ခဲ့ပြီးတခြားအသင်းတွေကတော့အင်ရှင်တွေဖြစ်တဲ့ကနေဒါ၊မက္ကဆီကိုနဲ့အမေရိကန်၊ခြေစစ်ပွဲအောင်မြင်တဲ့ဂျပန်၊နယူးဇီလန်၊အီရန်၊အာဂျင်တီးနား၊ဥစဘက်ကစ္စတန်၊တောင်ကိုရီးယား၊ဂျော်ဒန်၊အော်စတြေးလျ၊ဘရာဇီး၊အီကွေဒေါ်၊အူရုဂွေး၊ကိုလံဘီယား၊ပါရာဂွေး၊မော်ရိုကို၊တူနီးရှားနဲ့အီဂျစ်တို့ဖြစ်ပါတယ်။ ။ဤချက်ကလည်းအော်တိုဝါရှင်းရမှာမှခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီးအခုလခြေစစ်ပွဲတွေမှာနောက်ထပ်အ ਨੇ ဆုံး9တင်းခြေစစ်ပွဲအောင်မြင်ဖို့ရှိနေကြောင်းလည်းသိရပါဗျ။2026ကမ္ဘာဖလားပြိုင်ပွဲမှာအသင်း48သင်းရှင်ပြိုင်ခွင့်ရရှိမှာဖြစ်တာကြောင့်လက်ရှိအချိန်မှာရှင်ပြိုင်ခွင့်ရရှိတဲ့အသင်းကတဝက်မပြည့်သေးပါဘူး။